မင်္ဂလာပါခင်ဗျာ Social Amaverage Channel ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရခင်ဗျာဒီဗီဒီယိုကတော့မဟာချိုင်မှာရှိတဲ့ကျွန်တော်ရဲ့တငင်ချင်းစီကိုအလဲသွားတဲ့အမတ်တရား vlog လေးတစ်ပုဒ်ပဲဖြစ်ပါတယ်ပတ်ရက်တရက်ပဲရလို့အပြင်လဲထွက်ဖြစ်သွားအောင်နားချိတ်လေးလဲရအောင်မနေ့အစောကြီးသွားဖို့စုပ်ဖြတ်ခဲ့ပါတယ်ကျွန်တော်မနေ့9နာရီလောက်ထပ်ပြီးပြင်ဆင်တယ်6နာရီမထိုးခင်လောက်မှာကျွန်တော်ဘတ်စကာမတိုင်ကိုရောက်ပါတယ် ဘတ်စကာစီဗီတယောက်ထဲသွားတာကျွန်တော်အတွက်အတွေ့အကြုံသစ်လည်းဖြစ်တယ်။နိုင်ငံခြားမှာကိုယ့်ဘာသာသွားတက်လာတက်တာကအောင်မြင်မှုတစ်ခုပါပဲ။သွားတွေ့ဖို့အစီအစဉ်ဖန်တီးပေးတဲ့တငယ်ချင်းကိုလည်းကျေးဇူးတင်ပါတယ်။ဘတ်စကမိနစ်30ကျော်လောက်စီးပြီးသွားတော့မဟာချာမြို့တွင်ကိုကျွန်တော်ရောက်လာခဲ့တယ်။ကားမတန်ကိုခြေချလိုက်တဲ့အချိန်မှာနေရာတွေကပိုကျနေတဲ့အောင အသက်ရှူရလဲပူပြီးဝါသလိုလိုဖြစ်တယ်။ဒေချာတာတခုကတော့ဘန်ကောက်မြို့တွင်မှနေတဲ့ခန်းစားချင်းနဲ့တော့လောဝမတူပါဘူးခင်ဗျာ။ကာမတိုင်မှာတငင်ချင်းကိုထိုင်ဆောင်ရင်ခဏနေတော့တငင်ချင်းကြီးကဆိုင်ကယ်လေးနဲ့ရောက်လာပါတယ်။ပစ္စည်းတွေတော့အစုံအလင်နဲ့ကိုတည်လာတယ်။ကျွန်တော်အတွက်ဆိုင်ကယ်အုပ်ထုပ်လေးပါတည်လာပေးတယ်။ နှစ်ယောက်သာတွေ့တာနဲ့စကားတွေများပြီးပြောချင်တာစပြောကြပါတော့တယ်မဟာချိုင်မြို့ကြီးဟာကျယ်ဝန်းပြီးလွတ်လာတဲ့ခံစားမှုမျိုးပေးတယ်ကားတွေဆိုင်ကယ်တွေကလည်းမနှဲမများလေးနဲ့လမ်းကတမျိုးတစ်ပုံရှင်းလင်းနေပြန်တယ်သစ်လုံးလေးတွေတင်တဲ့ကားတွေတော့တငယ်ချင်းကညုံပြတယ် Final Destination ကတဲ့ကစဝင်ခန်းကိုပြောချင်တာဖြစ်ကြောင်းနယောက်သားမပြောဘဲအလိုလိုသိတယ်လေ Horror ကားတွေကြိုက်တာချင်းတူလို့လဲပါတယ်ဒေသလုံးတွေကတသေးလေးတွေဆိုတော့မကြောက်ရကြောင်းလဲကျွန်တော်ပြန်ပြောမိသေးတယ်ကျွန်တော်တို့တွေတဖြည်းဖြည်းနဲ့မြို့ပြင်ကိုဥတီလာတာတတိထာမိနေ။လမ်းရောဘေးပတ်ဝန်းကျင်ရော ပိုပြီးရှင်းလင်းတိတ်ဆိတ်လာတာခံစားမိသေးတယ်။ခဏနေတော့ကျွန်တော်တို့တွေမြို့ပြင်ကို ရောက်သွားတယ်။ဆိုင်ကယ်ကတော့ဆက်မောင်းရတော့ပါပဲ။လန်းကလည်းမြေနီလန်းကိုမှရေပွဲအိုင်တွေနဲ့ဖြစ်လာတယ်။တကယ်ရွာကို ပြန်ရောက်သွားသလိုပါပဲ။ဟုတ်။ဘလို့မှပြောမှာပေါ့နော်တကယ်ချင်းက မှဘာမှမသိတဲ့လိုဝက်စံကျဲတဲ့နေရာခေါ်တော့အလဲစင်ဟိုးလက်ပြရတယ်အများကြီးပဲဖြည်းဖြည်း ်10မိနစ်ကျော်လောက်အကြာမှာဒီရိုက်တော်တွေနဲ့ပင်လယ်ကမ်းစားကိုရောက်သွားတယ်။ဒီရိုက်ကြချိန်ဖြစ်လို့မျောလင့်ထားသလို ပင်လယ်ရေပြပြကြီးနဲ့ပုံရိုက်လို့မရဘူး။ဒီရိုက်အသက်ကြကိုလည်းမသိသလိုရေတက်လာချိန်အထိစောင့်ဖို့ကလည်းဘန်ကောက်ကိုပြန်ရမှာဆိုတော့အဆင်မပြေဘူးလေ။

ရတဲ့အချိန်လေးမှာတငင်ချင်းတယောက်ပုံတွေဗီဒီယိုတွေရိုက်နေကြတော့တာပဲလူတွေအလဲအပတ်လာနေချနေရလေးလည်းမဟုတ်တာတော့သိကြတယ်ကျွန်တော်တို့တွေကလူရှုပ်တဲ့နေရာတွေတိုက်သဘောမကျတော့ဒီပင်လယ်ကမ်းစားမှာအချိန်လာကုန်တာကမန်ကန်တဲ့ရွေးချယ်မှုလို့ပဲပြောရမယ်မနေ့၈နာရီလောက်ဆိုတော့နေကလည်းမမြင့်သေးဘူး နေရောင်နှွေးနှွေးလေလေးတေးအေးနဲ့နေလို့တကယ်ကောင်းပါတယ်။တငယ်ချင်းကတော့ရေမတက်လာတာကိုမချေမနှံ့ဖြစ်ပြီးပြောမဆုံးနိုင်ဖြစ်နေခဲ့တယ်။ကျွန်တော်ကိုတကယ်ပြေးပြေးဆိုတဲ့ပင်လယ်အလားကိုမြင်စေချင်တာလဲပါမယ်။သူပုံကောင်းကောင်းမရရလို့လဲပါမှာပေါ့လေ။ကျွန်တော်လည်းဖြောင်းပြပြီးဘလို့ဖြစ်ဖြစ်လာကြောင်းနောက်တစ်ခါပေါ့ဘာညာနဲ့ပုံရအတင်းရိုက်ပေးနေလိုက်တော့တယ်။ တကယ်လဲနေလို့ကောင်းပါတယ်လူတန်ကားတန်တွေနဲ့နေတန်အချိတ်ကုန်ကြရတော့တခါတလေတဘာဝအငွေအသက်လေးရအောင်ဒီလိုနေရာတွေမရမကရှာကြံပြီးစိတ်ထွေးပေါက်ရှာရတာပါပဲ။ အဝေးကနေလဲငါးဖန်းသင်္ဘောတွေဆက်လက်လေးတွေတရွေ့ရွေ့သွားနေတာကိုလမ်းမြင်ရတယ်တငယ်ချင်းတယောက်ကတော့ ပတ်ရတဲ့မဆုပ်ဖြစ်တယ်လို့နေရာချင်းလဲဝေးတော့စုံတော့စကားကောင်းနေကြတယ်နေမြင့်လာတော့ဒီရတော်တွေကြာကကွန်ကရစ်လမ်းအရှိကြီးပေါ်လှောက်ရှားသွားလာရင်ပြန်ဖို့တတိယလာကြတယ်အပြန်လမ်းမှာတောပန်းလေးတွေတွေ့လို့မြမပြေကအမေကိုလမ်းပြဖို့လဲဆင်းရိုက်ခဲ့သေးတယ် ျွန်တော်ကတော့နေ့ရက်တိုင်းကိုအတိတ်ပဲရှိရှိရှင်းသင်နိုင်ဖို့ပဲတွေးဖြစ်တယ်။စိတ်အေးချမ်းရတဲ့နေရာတွေစိတ်အေးချမ်းမှုကိုပေးတဲ့လူတွေနဲ့သာဘဝကအတိတ်ပဲရှိနိုင်မယ်မဟုတ်လား။